တိုင်းပြည်ရဲ့တွင်းထွက်ပစ္စည်းများနဲ့စီမံကိန်းအားလုံးကိုရုရှားနဲ့တရုတ်နိုင်ငံကို ထိုးပေးနေတဲ့စစ်ကောင်စီက KN မျိုးသားစီယုံ KN ညီပါဗိုက်ဆိုင်သားရပါကအကုန်လုတ်တဲ့အဖွဲလို့ပုတ်ခတ်ပြောဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲကောင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကဇန်နဝါရီအောက်တိုဘာ20ရက်နေ့က KGB နဲ့ပတ်သက်ပြီးဝါရပြန့်သတင်းမီဒီယာများရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားအောင်အခုလိုပဲထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ် ဒီလုံကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ online လောင်းစားလုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွေနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အစည်းပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းရင်းသားပြည်သူတရားလုံးကဝိုင်းဝန်းစိုက်ကြကြဖို့ လိုကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် KNU ကဒီလုပ်ငန်းကရတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်ပိုက်ဆံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောက်ဆဖို့ဝန်မလေးတဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့ပြည်သူကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်လို့ဘိုးချုပ်စော်မင်းထွန်းကပြောဆိုခဲ့တာပဲဖြစ်ပါတယ် ယခုလိုစစ်ကောင်စီက KNU ကိုဆွတ်ဆွဲခဲ့မှုကနိုင်ငံတကာပုံရိပ်ကြောက်အောင်လှုံ့ဆော်နေတာဖြစ်ပြီးစစ်အာဏာရှင်စနစ်ကိုမလိုလားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုယခုလိုပုတ်ခတ်ပြောဆိုမှုတွေကမကြာခဏပြုလုပ်လေးရှိတယ်လို့လည်းနိုင်ငံရေးလေလာသုံးသပ်သူတူကပြောပါတယ်။ဒါကစစ်တပ်လုံးနေကြပုံစံပါပဲ။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေဆိုရင်နိုင်ငံတကာမှာပုံရိပ်ကြောက်အောင်တိုက်ခိုက်တဲ့ဟာကိုအရင်တုန်းကလည်းလုပ်ခဲ့တယ်။ဒီကာလအတွင်းမှာလည်းလုပ်တယ်။အေးဆိုရင်လည်းမွေးရစေဝါလုပ်တယ်ဆိုပြီးပြောတယ်။ KNU ကတော့ကြားဖြတ်နဲ့တိုက်ခိုက်တာပေါ့။ KKB နဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေရှိတယ်ဆိုပေမဲ့အဲ့ဒီနေရာကိုစစ်တပ်လောက်ခံအဖွဲ့အစည်းတွေထိန်းချုပ်ထားတာလူတိုင်းသိတယ်လေ။ဇော်မထွန်းပြောတဲ့အထက်မှာရွှေကုတ်ကိုကို BGL လုပ်နေတယ်ဆိုပြီးပြောခဲ့တယ်။အခုကလည်း KNU ကိုနိုင်ငံတကာမှာပုံရိပ်ကြအောင်ပြောလိုက်တာပါပဲလို့၎င်းကဆိုပါတယ်။ဒါပြင် KNU ခေါင်းဆောင်များကငွေချေးရယူလိုမှုတစ်ခုတည်းနဲ့နိုင်ငံတော်ပိုင်မြေကိုဥပဒေမဲ့စွာအသုံးပြုပြီးအစိုးရမြေပေါ်မှာလောင်းကစားလုပ်ငန်းလုပ်ကဲ့သူများထံမှအခကြေးငွေယူကာ ကျေးဇူးအကာအကွယ်ပေးထားတယ်လို့လဲဇော်မင်းထွန်းကဆွဆွဲပြောကြားထားပါတယ်။ဆလဘီဇော်မင်းထွန်းကမြဝတီမြို့မြောက်ဘက်မှာရှိတဲ့ရွှေခုတ်ကိုမြို့သစ်စီမံကိန်းကို BGF ကထိန်းချုပ်ထားပြီးမြဝတီမြို့တောင်ဘက်မှာရှိတဲ့ KK ဖက်စီမံကိန်းကို KNU ကထိန်းချုပ်ထားတယ်လို့ပြောကြားခဲ့တော်လဲ BGF လုံဆောင်နေတဲ့ခြားဖြန့်လုပ်ငန်းများလောင်းကစားလုပ်ငန်းများနဲ့လူကုန်ကူးတဲ့လုပ်ငန်းများကိုတော့တခုံးမှဖွင့်ဟပြောဆိုထားခြင်းမရှိပါဘူး။စစ်ကောင်စီတကသူတို့ရဲ့အာဏာတည်မြဲရေးစီးရင်နဲ့နိုင်ငံရေးအကျိုးစီးပွားအတွက် ဝါရဖြန့်ရန်တရားတည့်ကိုကောင်းကောင်းသုံးချနေတယ်။ခုကိစ္စကလည်းဒါပြင်ပြောဖို့ကိုမလိုတော့ဘူးလို့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးတိမ်းရှောင်လာတဲ့တက်ကြွလှုပ်ရှားသူတူကပြောပါတယ်။စစ်ကောင်ရှင်ဟောင်း၎င်းတို့အာဏာသိမ်းပြီးတဲ့နောက်ဒိုင်းအန်သာလန်နိုင်ငံအဖွဲ့တွေကိုဒီစိမ်မျိုးမျိုးကက်ကဆွဆွဲပြောဆိုမှုများမကြာခဏပြုလုပ်လေရှိပြီးအဲ့ဒီပြုလုပ်ခဲ့မှုများတမှာအာရခတ်တတော်အေအေကိုလည်းမွေးရစေးဝါရောင်းဝယ်မှုများပြုလုပ်နေတယ်လို့ဆွဆွဲပြောဆိုထားပါတယ်။အခုလိုစစ်ကောင်ရှင်ရဲ့ဆွဆွဲပြောဆိုမှုများနဲ့ပတ်သက်၍ အေအေဖြောရေးဆိုခွင့်ရှိသူတွေကစစ်ကောင်စီရဲ့ဆက်ဆက်ချက်များကစီးရရာအသားစီးရနေတဲ့အေအေကိုနိုင်ငံရေးရာတိုက်ခါချဖို့နဲ့ဖိုးနဲ့ရန်ရည်ရွယ်တဲ့လုပ်ရတာဖြစ်တယ်လို့ထောက်ပြပြောဆိုခဲ့ကြပါတယ်။ယခုလိုစစ်ကောင်မရှင်က EOS တွေကိုမူရည်စေဝါလောင်ကစားကြဖြန့်သို့မဟုတ်အကြမ်းဖက်မှုစတဲ့ကိစ္စရများနဲ့မကြကားတော့ဆွဆွဲပြောဆိုခြင်းရဲ့အဓိကရည်ရွယ်ချက်များကနိုင်ငံတကာကဝေဝါးသွားစေရန်ပြည်သူများထောက်ခံမှုရောချစေရန် စီးလုံးညီညွတ်မှုကိုဖြိုခွဲရတဲ့စည်ရေးချင်းတွေကိုအာယုံလွှဲဖို့အတွက်လှုံ့ဆော်နေတာဖြစ်တယ်လို့နိုင်ငံရေးလေတာသုံးသပ်သူများကထောက်ပြထားတာဖြစ်ပါတယ်ခင်ဗျာဒဇယ်မျိုးနဲ့မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား၁၁ဦးတည်ဆုံသွားတဲ့တဲ့င်းကိုလည်းဖော်ပြပေးပါမယ်စကိုင်းတိုင်းဒဇယ်မျိုးနဲ့မှာအချမ်းပဲစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၁ဦးနေရာမှာပင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမြို့နယ်ပကဖတာဝန်ခံကပြောဆိုထားပါတယ် ။အနည်းကအော်တိုဘာလ20ရက်နေ့မနက်9:30မိနစ်အချိန်ခန့်မှာဒဇယ်မြို့နယ်အတောကြီးရွာမှာကမ်ဘလူးမြို့နယ်ကာဘိုးဘက်ကိုပြန်လည်ဆုတ်ခွာနေတဲ့ဂျမ်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ခွေးစစ်တပ်ကတော့နေရာမှာပဲပွဲချပြီးသိဆုံးပါတယ်။အရှင်ဖမ်းမိတာမျိုးမရှိပါဘူး။ကျွန်တော်ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်သူ့ကာကွယ်ရေးဖွဲ့ရေးဦးမြို့နယ်ပကဖတာဝန်ခံကပြောဆိုထားတာဖြစ်ပါတယ်။ဒဇယ်မြို့နယ်ပကဖရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ယနေ့အော်တိုဘာလ20ရက်မနက်9:30မိနစ်ချိန်ကဒဇယ်နယ်အရှိတ်ဘက်ခြမ်းမှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်ကြောင်းမှာအတောရော်မှာကာဘိုဂျီဝါဘကိုပြန်လည်ဆုတ်ခွာလာစဉ်ကာဘိုဒရာနီမှာကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ဘက်ကတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိပြီးစစ်သားများထွက်ပြေးသွားကြောင်းနဲ့အလောင်းများဒဏ်ရာရစစ်သားတွေကိုယမန်နေ့မိုးလယ်12နာရီကျော်အချိန်မှာကားများနဲ့တည်ယူသွားတယ်လို့သိရပါတယ်အဆိုပါစစ်စင်ရင်ကိုဒဇယ်မြို့နယ်ဘက်ကပါ ရှေဘိုခရိုင်အမှတ်52ပြဝတရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးဘက်ကဖလက်ယုံတက်အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်မဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်။အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင့်ထဲဖော်ရန်ပြက်ကွက်ပြီးပြည်သူများကိုဘုံကျဲတက်ဖြတ်နေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကမလေးရှားနိုင်ငံမှာကျင်းပမယ်။ 48ကျမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်လို့သိရပါဗျ။48ကျမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုလာမယ့်အောက်တိုဘာ26ရက်မှ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာရှိတဲ့ကွာလာလမ်ပူကွန်ဗင်းရှင်းစင်တာမှာကျင်းပမှာဖြစ်ပါတယ်။စကောင်းဆောင်မရောက်နိုင်နေတဲ့အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်ရန်ပြက်ကွက်ပြီးပြည်သူများအားဘုံကျဲတက်ဖြတ်နေတဲ့အတွက်ဝေဖန်မှုများအပြင်းထန်ခံနေရတော့လေ။ယခုပြုလုပ်မဲ့48ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်လို့ စစ်ကော်မရှင်ရဲ့နှိစက်တဲ့ငိမ့်ချမ်းရေးအကျိုးဆောင်တိုးကအခုလိုပဲပြောပါရယ်ဘလို့ဝေဖန်မှုတွေရှိနေပါစေစစ်ကော်မရှင်ရဲ့ခေါင်းဆောင်ကသူ့အလုပ်သူလုပ်နေတယ်ခိုးလဲအာဆီယံထိပ်သီးစည်းဝေးကိုတက်မယ်ကြိုးပမ်းတယ်အဆင်ပြေတယ်လို့သိရတယ်ဝေဖန်တာကတော့တပိုင်းပါပဲလို့ပြောဆိုထားပါရယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဆောင်ရွက်ရန်ပြက်ကွက်နေတဲ့အာဆီယံဘုံသဘောတူညီချက်များမှာမြန်မာနိုင်ငံမှာချမ်းဖုံးမှုများချက်ချင်းရပ်တန့်ဖို့သက်ဆိုင်သူအလုံးကအပြုသဘောဆွေးနွေးကြဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရနိုင်ဖို့ စတဲ့အချက်များပါဝင်တယ်လို့သိရပါတယ်။အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုကကျင်းပရန်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုဖျက်ဖျက်သားသားညှင်းပယ်ဖို့မလေးရှားနဲ့ထိုင်းနိုင်ငံသားရဲ့ဝင်ကြီးဟောင်းတို့နဲ့မြန်မာနိုင်ငံဆိုင်ရာထူးခြားပေးကောင်စီ SCCM တို့ကအောက်တိုဘာ14ရက်နေ့မှာကြေညာချက်ထုတ်ပြန်တိုက်တွန်းထားပါတယ်။ဒီကြေညာချက်ကိုမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဟောင်းဒါတာစရီစိုက်ဖိုတေအပ်တူလောင်ထိုင်းနိုင်ငံသားရဲ့ဝင်ကြီးဟောင်းခွန်ကာစစ်ဖီရွန်ယာနဲ့မြန်မာနိုင်ငံဆိုင်ရာထူးခြားပေးကောင်စီ SCCM အဖွဲ့ဝင်အုံတို့ကထုတ်ပြန်လိုက်ခြင်းပဲဖြစ်ပါတယ်။ ယခုပြုလုပ်မဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဆေးအုပ်စုရဲ့အထူးအောင်ရွေးကောက်ပွဲကိုပြည့်ပြည့်သားသားညှက်ပယ်ဖို့နဲ့မြန်မာနိုင်ငံပေါ်မှာဟာပြူဝါများပြန်လဲတုံးသက်တက်မှတ်ရန်လဲထုတ်ပြန်ကြမှာထည့်သွင်းတောင်းဆိုထားပါတယ်။အာဆီယံကမြန်မာနိုင်ငံပေါ်ရှင်းလင်းပြသတဲ့မဟာပြူဝါတတိယကိုစတင်ဖို့48ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအသုံးပြုရမှာဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးသံတမန်ဒန်စရီအော်မန်ဟာရှင်နဲ့အတူ အာဆီယံရဲ့အရေးယူဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒတွေကိုချမှတ်ရမှာဖြစ်တယ်လို့လည်းတိုက်တွန်းထားပါတယ်။အော်တိုဘာလာကိုရီးယားနေကမလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစင်မှာမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချတဲ့လုပ်ငန်းရှင်များအတွက်နိုင်ငံတော်ကျင်းပတဲ့ပြီးနိုင်ငံရေးပါတီများအားလုံးကပါဝင်ဆောင်ရွက်တင်တယ်လို့စစ်အုပ်စုကိုတိုက်တွန်းခဲ့ပါတယ်။စစ်ကောင်းဆောင်မရောက်နိုင်တဲ့အကြောင်းပဲ၄၈ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးတို့ အာဆီယံဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များအားလုံးအထူးကကမ္ဘာခေါင်းဆောင်အချို့နဲ့အထူးကဆွေးနွေးပတ်နိုင်ငံများမှကိုယ်စားလှယ်များတက်ရောက်ကြမယ်လို့လည်းသိရပါတယ်။အဆိုပါအစည်းအဝေးတို့အာဆီယံနိုင်ငံခေါင်းဆောင်များဖြစ်ကြတဲ့ဘရူနိုင်းဘီယန်ဆူတန်ဟာဆာနဲ့ဘိုကီယာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနဲ့အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တို့လာဝန်ကြီးချုပ်ဆိုနေဆေးစီဗန်တို့မလေးရှားဝန်ကြီးချုပ်ဒေါက်တာဆီရီအန်ဝါအီဘရာဟင်ဖိလစ်ပိုင်သမ္မတပါတီတန်မာကော့စ်ဂျူနီယာစင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဝေါ ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ပီယာကိုဒီမော့လက်စတေနိုင်ငံမှာဂျော့စ်အလက်ဇန်ဒါဂက်စမိုင်ယိုနဲ့ဗီယက်နမ်ဝန်ကြီးချုပ်ဖမ်မင်းချင်းတို့လည်းတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်နိုင်ငံတကာကောင်းဆောင်များဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ဘရာဇီးသမ္မတလူးဝေအီနာစီယိုလူလာတာစီပါ၊တောင်အာဖရိကသမ္မတဆီရီရာမာဖိုဆာ၊ကနေဒါဝန်ကြီးချုပ်မတ်ကာနီ၊အီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမဲလိုနီ၊ဥရောပသမ္မဂ EU ကိုယ်စားလှယ်များအိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ Cyprus သမ္မတ Nico Christou Dulight နဲ့ဖင်လန်ဝန်ကြီးချုပ် Petteri Orpo တို့တက်ရောက်မှာဖြစ်တယ်လို့သိရပါဗျ။ဒီထဲမှာတရုတ်သမ္မတရှီကျင်းပြန်တက်ရောက်ဖို့မျှော်လင့်ထားတော်လဲတရားဝင်အတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူး။ဒါပြင်ရုရှားသမ္မတ Vladimir Putin တက်ရောက်မယ်ဆိုတာကိုမသိရသေးတော့လဲရုရှားနိုင်ငံရဲ့ဝန်ကြီးကတော့တက်ရောက်ရန်အတီးပြုတ်ထားပါဗျ။46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့မေလ26ရက်မှာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာရှိတဲ့ Convention Center မှာကျင်းပခဲ့ကြပါတယ်။အဲ့ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုခဲ့ပဲနိုင်ငံခြားရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝင်ဥဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့သားတက်ရောက်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ